လိုင်းသားရဆက်မှုဆောင်ကရွှေမိပလတ်စတစ်ဆက်ရုံအလုံသမားတွေဆန္နာပြတာဆက်ရက်ကျော်လာပြီမဲ့သဘောတူညီချက်တွေမရသေးပါဘူးဦးစီသူစေရသတင်းပေးပို့ထားပါတယ်ရှင်နမီကြီးဆက်သက်ကုန်တွေနဲ့လူသုံးကုန်တွေအတွက်ပလတ်စတစ်ပါကင်တွေထုတ်ပေးနေတဲ့ရွှေမိပလတ်စတစ်ဆက်ရုံကအလုံသမားတွေဆန္နာပြနေတာဒီဇင်ဘာလ9ရက်နေ့ဆိုရင်ဆယ်ရက်မြောက်နေ့ဖြစ်သွားပါပြီဒီလိုဆယ်ရက်မြောက်နေ့မှာပဲဆက်ရုံနဲ့လူသမားတွေကြားသဘောတူညီချက်တွေမရှိသေးပေမဲ့ကုမ္ပဏီဘက်ကချုပ်ပိုးလုပ်ပေးနေတဲ့ဖယ်ရီတွေနဲ့ထမင်းတနက်ကျွရတွေကိုရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ် အရင်တော့ကကျွန်တော်တို့ဆက်ယုံမှာအခု strike မဖြစ်ခင်ပေါ့နော်ကျွန်တော်တို့တောင်းဆိုမှုကိုမလုပ်ခင်တော့ကကျွန်တော်တို့ကိုဆက်ယုံထဲမှာထမင်းတက်နဲ့ကြွေးပါတယ်။ဟောထမင်းတက်နဲ့ကြွေးတာကိုပထမအဆုံးအဆင့်အနေနဲ့မကြွေးတော့ဘူးပေါ့နော်။မကြွေးတော့အခုကလေးတွေဒီမှာချက်ပြုတ်နေကြရရှိပါတယ်။ကိုယ့်အနေကိုချက်ပြီးတော့စားတောက်နေကြရတယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကဟိုအရင်နေ့တွေကကျွန်တော်တို့ ferry ကြိုပေးတယ်ပေါ့နော်။ဟောအရင်နေ့တွေတုန်းကတော့ကျွန်တော်တို့ ferry အကြိုပေးတယ်အပြန်ကိုကိုယ့်အနေကိုပြန်ရတယ်။အခုဒီနေ့မှာတော့ကျွန်တော် ferry အကြိုလည်းမပေးတော့ဘူးအပြန်လည်းမပေးတော့ဘူးပေါ့ဒီနေ့မှာ။ ဖန်တာအဆမှုဆုံးတက်မှာရှိတဲ့ရွှေမီပလတ်စတစ်ဆေးရုံမှာလူသမားတွေအနေနဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကတည်းကဆေးရုံရှိမှာဆန္ဒပြနေကြတာပါဆန္ဒပြနေတဲ့လူသမားကြီးတွေကတော့150ဝန်းကျင်ရှိပါတယ်ခုလိုဆန္ဒပြတဲ့အကြောင်းရင်းတစ်ချက်ကတော့လုံသက်ရှိတဲ့ကျွမ်းကျင်ဝန်ထမ်းတွေကိုလစာ2300ဝန်းကျင်ထိလစာတိုးပေးဖို့ဖြစ်ပါတယ်တို့လူသမားကလုံသက်16နှစ်မှာမှအခုမှ3000လောက်ပဲဆိုတာရှိတယ်ခင်ဗျရှိတယ်ဆိုတော့ကျွန်တော်တို့လူသမားတွေအားလုံးပဲ ဟိုအနည်းဆုံး2သိန်းနဲ့2သိန်း1000ဝန်းကျင်လောက်ဆိုရင်တော့အားလုံးပဲအဆင်ပြေမယ်လို့တော့ယုံကြည်ပါတယ်ခင်ဗျာကုမ္ပဏီဘက်ကတော့အချိန်မိုကြီးနဲ့ရပ်မှန်ကြီးပါဝင်အခြားခန်းစားခွင့်နေနဲ့3သိန်း8000ကနေ3သိန်း9000အထိသာပေးနိုင်တယ်လို့စေယုံရဲ့ Treasury Manager က DVB ကိုပြောပါတယ်လုံသက်ရှိတဲ့ဝန်ထမ်းတွေနေနဲ့3သိန်း9000လောက်သာရရှိရတဲ့အတွက်စားဦးနေရေးခက်ခဲရှိသလိုဓာတ်ပစ္စည်းတွေနဲ့လောက်ရတဲ့အတွက်ကျန်းမာရေးထိခိုက်တာတွေအတွက်အကျိုးခန်းစားခွင့်မရှိဘူးလို့လုံသက်15နှစ်ဝန်းကျင်ရှိတဲ့လုံသမားတူက DVB ကိုပြောပါတယ်တက်တက်တာအတွက်ဘယ်လိုပြောမလဲ စစ်ပြီးဖြစ်အောင်လုပ်ပေးနိုင်ရင်တော့ကောင်းတာပေါ့အားလုံးအတွက်တာဝန်ယူပေးနိုင်မယ်ဆိုရင်တော့လာလာမြင်နေဆိုလေဘလာလာဆိုရင်စစ်ပြီးတော့လာလာတော့ကျွန်တော်အဲ့လိုကြီးတော့လည်းပြောရတာအဆင်မပြေဘူးကဘလို့လဲဆိုတော့သူတို့ရဲ့အနေထားပေါ်မှာလည်းရှိသေးတယ်ကျွန်တော်တို့ရဲ့အနေထားပေါ်မှာလည်းရှိသေးတယ်ဒါမှကမ်မီကန်နဲ့လောက်ရဆိုတော့လာလာပို့ပေးတာတော့ကောင်းပါလားသူများဆက်အောင်နေတဲ့အစားအများကြီးပေးတာကောင်းဆုံးတော့ဒါကြောင့်လို့သမားကြီးဘက်ကဓာတ်ပစ္စည်းတွေကြောင့်ဖြစ်လာနိုင်တဲ့ကျန်းမာရေးထိခိုက်တာတွေအတွက်ကိူနာချင်းနှစ်စဉ်တစ်လောက်ရပေးဖို့အချက်ကိုလည်းတောင်းဆိုထားပါတယ် ကုမ္ပဏီဘက်ကတော့ဓာတုပစ္စည်းကြောင့်ဖြစ်လာနိုင်တဲ့ကျန်းမာရေးထိခိုက်တာတွေအတွက်ယူနာဂျီပေးဖို့အစီအစဉ်မရှိဘဲထိခိုက်မှုရောနေအောင်သာအလေးထားဆောင်ရွက်မယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အခုလက်ရှိစေယုံအနေနဲ့လူသစ်၅ဦးဝင်းကျင်တာရှိပြီးကျန်တဲ့သူတွေကတော့လုံသက်၄နှစ်ကနေ၁၄နှစ်အထက်ရှိတဲ့အလုပ်သမားတွေဖြစ်ပါတယ်။အခုတောင်းဆိုနေရတဲ့နေ့ပတ်သက်ပြီးအလုပ်သမားတွေနဲ့လှုပ်ရှင်ကြားအခြေခံစစ်မှာ၃ချိန်မျိုးနဲ့ညီနိုင်းဖြစ်ပြီးအဖွဲ့မှာ၅ချိန်အစစ်စစ်နှစ်လတည်းတည်းညီနိုင်းတာတွေလုပ်ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ အခုလိုဆန္ဒပြရတဲ့ပတ်သက်ပြီးတော့နာမည်ဒီဇင်ဘာလ10ရက်နေ့ညနေ3နာရီမှာတော့အစိုးရရတမားနဲ့အလို့ရှင်သုံးမွေဆိုင်ဆွေးနွေးတော့ဖို့ရှိပါတယ်ကျွန်တော်စီသူကြပါ